နာနာဘဝဆိုတာတကယ်ရှိရလားဆိုရဲမိကုန်ကတော့လူသားမျိုးဆက်တိုင်းသိကျင်ကြတဲ့မိကုန်တစ်ခုပဲဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းမှာလူတွေဟာနာနာဘဝဆိုရဲမမြင်အပ်တဲ့အရာတွေကိုမြင်ဘူးတယ်၊ခံစားဘူးတယ်၊နားထောင်ဘူးတယ်ဆိုပြီးတော့ပြောကြပါတယ်။မရှိသင့်တဲ့နေရာတွေမှာမြင်တွေ့ရတဲ့အရေးတွေမှောင်မိုင်းနေတဲ့ညတညမှာဘယ်ကမှမသိပဲကြားနေရတဲ့အတန်တွေအေးရကနိုးလာတဲ့အချိန်အခန်းနောက်တနေရာမှာမြင်နေရတဲ့အရေးတွေဆိုတော့စိတ်ခံစားချက်တစ်ခုပဲလား။ဒါမှမဟုတ်ရင်တခြားသောကမ္ဘာကနာနာဘဝရဲ့အရေးရောင်တွေလား။ တိတ်ပဲမြင်ရဆိုရင်တော့ဒီလိုမျိုးစိတ်ခံစားချက်တွေဟာစိတ်ဖိစီးမှုများတဲ့အချိန်အိမ်မက်မက်တဲ့အချိန်အုံနောက်ထဲကိုယောဂဘုတစ်ခုဝင်တဲ့အချိန်မှာဒီလိုလက္ခဏာတွေဖြစ်တတ်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့လို့တကယ်တမ်းကိုတွေးကြုံဘူးတဲ့သူတွေကတော့နာနာဘာဝဆိုတာတကယ်ရှိရလို့ပြောကြပါတယ်။နာနာဘာဝတွေဟာနေရာပေါင်းစုံအခြေပေါင်းစုံမှာရှိနေတတ်ပါတယ်။ ဘာသာရေးနဲ့ဝန်ကြီးရေးရာယုံကြည်သူတွေရဲ့ပြောကြားချက်အရကတော့တည်ပြီးသွားတဲ့နောက်မှာထုတ်ဝန်ကြီးဟာသူရဲ့လုံဆောင်ရမယ့်တာဝန်တွေမကျေပွန်သေးလို့ကြံနေတဲ့မိသားစုကိုကာကွယ်ဖို့တစုံတရာကိုအစွဲလန်းကြည့်လို့တည်သူရဲ့ဆန္ဒဟာတည်ဆုံသွားတဲ့အထိကိုမပြေဝသွားသေးလို့နနာဘာဝအဖြစ်ကိုချမ်းရှိတာလို့ယုံကြည်ကြပါ යි ။ဒါပေမဲ့လည်းနနာဘာဝရည်နဲ့ပတ်သက်လို့တိတိကျကျကိုတင်ပြပေးနိုင်တဲ့တက်တေထောက်ထားဆိုတာကတော့မရှိသေးပါဘူး။တချို့သောနနာဘာဝတပ်ပုံတွေဗီဒီယိုတွေဟာလည်းအလွယ်တကူကိုတီးဖြတ်လို့ရပါ යි ။တွေကဖန်ဒီစားနောက်ကြတယ်လို့ယုံကြည်ကြတဲ့သူတွေကလည်းရှိကြပါ යි ။ဒါဆိုရင်နနာဘာဝဆိုတာတကယ်ရှိရလား။ ဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုရင်တော့ကျွန်တော်တို့ခံစားရတဲ့အရာတွေကြောင်းရမှုတွေကိုမရှင်းပြနိုင်လို့ပဲဖြစ်ပါတယ်။တည်ကြတဲ့ဖြစ်မရှိသေးတာကြောင့်ထိုနနာဘဝတွေဟာကျွန်တော်ရဲ့စိတ်ကူးကဘာကြီးထဲမှာထာဝရကိုတည်ရှိတော့မှလည်းဖြစ်ပါတယ်။မိတ်ဆွေတို့ကရောဘလို့ထင်တယ်လဲကွန်မန့်လေးမှာဆွေးနွေးပေးခဲ့ကြပါဦး။